ရသမီအားလုံးမင်္ဂလာပါဒီနေ့ပြင်ဆင်ပေးသောမြို့ရှင်ကတော့2022ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action Fantasy ရုပ်ရှင် Alien Knight ဆိုတဲ့ကိုရီးယားရုပ်ရှင်ပဲဖြစ်ပါတယ်ပြည့်စုံအားပေးကြပါအောင်ခင်ဗျာအချိန်ကြာကြီးတိုင်အောင်ဂျိုသားတွေကသူတို့ရဲ့ယာစပယ်သားတွေကိုလူခန္ဓာကိုယ်ရဲမှာပိတ်သိမ်းထားပေမဲ့လူတွေကတော့သတိမထားမိကြပါဘူး1380ခုနှစ်မှာမျက်နှာပုံးစစ်တီတွေရဲ့လျှို့ဝှက်ကိုင်းကထူးဆန်းတဲ့မျိုးသမီးတယောက်နောက်ကိုလိုက်နေပါတယ်ရုပ်တရက်ကောင်းကင်မှာအကွဲချောင်းပေါ်ပြီးတော့ကားတစီထွက်ကြလာပါတယ်ကားတွေကလည်း Thunder နဲ့ Cat ဆိုတဲ့ဆဲဥတွေထွက်လာပြီးတော့မျိုးသမီးတွေထဲမှာရှိတဲ့ဂျိုသားတွေကိုဖမ်းဖို့ရောက်လာကြပါ ဆဲဥတွေအလုပ်ကလက်ခံကောင်းတဲ့စီကထွက်ပြေးဖို့ကြိုးစားတဲ့ဂျိုသားတွေရဲ့ရန်ကနေကဘာကြီးကိုကာကွယ်ပေးဖို့ပါပဲ။တက်ကသူ့ရဲ့ဓာတ်နဲ့ဂျိုသားကိုအောင်မြင်အောင်ထုတ်နိုင်ပြီမယ်။အမျိုးသမီးကတော့တေဆုံးသွားပြီးသူမရဲ့သမီးလေးကျန်ခဲ့ပါတယ်။ပြီးတော့ဆဲဥတွေက2012ခုနှစ်ကိုသွားပြီးတော့ကတ်ကခုနကဖမ်းလာတဲ့ဂျိုသားကိုအရင်ကသူဖမ်းခဲ့တဲ့ဂျိုသားတွေနဲ့အတူ special cell ထဲမှာထည့်ထားလိုက်ပါတယ်။တန်နာကကလေးမလေးကိုခေါ်လာပါတယ်။ဒါကြောင့်နောက်10နှစ်နေမှာရောက်လာမယ့်နောက်ထပ်အကျဉ်းသားပါတဲ့ရန်တန်းစုကိုစာပေနဲ့ကတ်ကကလေးမလေးကိုပြုစုပြောထောင်ပေးခဲ့ပါတယ်။ ဟောင်းကောင်ကစားတက်ခွရဲမှာမြက်လဲပညာရှင်မူရီယိုကအလိုရှိသည်ဆိုတဲ့ပိုစတာကတကိုးရီကိုသူ့ပါဝါရီနဲ့ဖမ်းပြီးတော့စုချင်းငွေရကျင်တာပါဒီနေ့ခေတ်ကတကိုးရီကလက်ရည်ချင်းရှင်မုတ်ခတ်ပြီးမယ်မူရီယိုကသူ့ရဲ့အင်ကြီးလက်ထဲမှာလှည့်ခွက်တယ်အများကြီးရှိနေပါတယ်ရတောင်ကနေကြောင်လေးတွေခေါ်ပြီးတော့ကြောင်လုံးသားတွေဖြစ်လာလို့မျိုးလှည့်ခွက်ပါနောက်ဆုံးတော့တကိုးရီကိုဖမ်းပြီးတော့တာဝန်ရှိသူတွေရဲ့လက်ထဲအပ်လိုက်ပါတယ်စုချင်းငွေရပြီးတာနဲ့ချက်ချင်းပဲမူရီယိုကနောက်အလုပ်သစ်အတွက်အစီရင်အသစ်တွေကိုကြည့်နေပါတယ်ပိုစတာတွေထဲမှာထူးခြားတဲ့တမောင်အတွက်စုချင်းငွေအများကြီးပေးထားတာတွေ့ပြီးတော့ပုံပေါ်မြင်တော့မူရီယိုကအမျိုးသားတယောက်တော်အောင်နဲ့ကမ်းခြေကအမျိုးသမီးတယောက်တို့ကိုပြန်မြင်အောင်ခဲ့ပါတယ် ဘာဖြစ်ဖြစ်သူကအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်ခဲ့ပါတယ်သူသွားမယ့်နေရာက data ring ကအကျဉ်းနောက်ဖြစ်ပြီးတော့အဲဒီကအကျဉ်းသားဒုံ EC မှာသတင်းတချို့ရှိနေပါတယ်ဘူရီဘာအထက်ဝင်ခွင့်ရဖို့ဒုံ EC ရဲ့သားအဖြစ်ဟန်ဆောင်ပြီးတော့သူ့ရဲ့ power နဲ့ထောင်တော့ကိုခိုးပါတယ်ပြီးတော့ဒုံ EC သွားပြီးတော့သူသိကျင်တာနဲ့ထောင်တော့လဲမယ်လို့ပြောပါတယ်အဲ့ဒီမှာဒုံအီသိလိုက်ရတာကပြီးခဲ့တဲ့လတွေတုန်းကဓမြောင်ကငါးဖန်းပိုက်မှာပါလာတဲ့ကြောင့်လေတင်္ဂါတွေကအခုမြို့ထဲမှာအင်းပွင့်ထားတဲ့ရာဇဝတ်တရားသူကြီးဟောင်းစီကိုဓမြောင်ကိုရောင်းခဲ့ကြောင်းလို့ဖြစ်ပါတယ်။မူရီယိုနဲ့ကြောင်းလို့သားတွေကမြို့ထဲသွားပြီးတော့အင်းကိုရှာနေတော့ထူးဆန်းတဲ့အဝယ်စားကြောင့်ဆူတန်ဆိုတဲ့သူကိုစိတ်ဝင်စားသွားပါတယ် အင်းနဲ့ရောက်တော့မိုရီယိုကရာဇဝတ်တရားသူကြီးဟာဟွန်ကန်နဲ့တွေ့ပြီးတော့မေကွန်နဲ့မေတော့ဟွန်ကန်ကအာယုံနောက်ပြီးတော့မိုရီယိုကိုနေရာမှာနေမဲ့ချက်တည်တည်အောင်လုပ်ခဲ့ပါတယ်။ပြီးတော့ဟွန်ကန်ကအပေါ်တက်တက်သွားပြီးတော့ဆူတာနဲ့တွေ့ပါတယ်။ဆူတာကတမယောင်အကြောင်းသိပါတယ်။တာဝန်သားတွေရဲ့အကူအညီနဲ့မိုရီယိုကအပေါ်တက်တက်သွားပြီးတော့ဟွန်ကန်ကိုဆူတာကဖိုက်နေတော့ကိုတွေ့ပါတယ်။ဆူတာကတမယောင်နဲ့ဟွန်ကန်ကိုထိုးလိုက်ပြီးတော့ဟွန်ကန်ကဆွဲနှုတ်လိုက်တော့တမယောင်ကကျမ်းပေါ်ကျသွားပါတယ်။ဒော်ဝီလည်းအင်းနဲ့ရောက်နေပြီးတော့ကျမ်းပေါ်မှာတမယောင်ကိုတွေ့တာနဲ့ကောက်ယူကထွက်ပြီးတော့ဆူတာကအနောက်ကနေလိုက်ပါတယ်။ ဆူတာတို့စူချင်းဝယ်ထုတ်ပြန်ထားတဲ့စာရွက်ကိုဟွန်ကန်စီမှာတွေ့တော့မူရီယိုကဆူတာနောက်လိုက်ပြီးတော့ဖိုက်တော့ဆူတာကပြုံးကိုမပြုံးပါဘူးဆူတာကမူရီယိုကိုထိုးလိုက်တာမှမူရီယိုသတိမေ့သွားပါတယ်နောက်တော့ဂျန်ကူသားတွေကမူရီယိုကိုလာခဲ့ပြီးတော့နိုင်ရန်ကအပေါက်ကိုကြည့်လိုက်တော့အမြဲတမ်းအာဂါသားရဲ့တဆင်ရှိနေတာကိုတွေ့လိုက်ရပါတယ်ပြပနေကြားကအတန်ကြားလို့သူတို့ကမီးတုပ်ကိုပြစ်လိုက်တော့အနီရန်ဝတ်ထားတဲ့မဲမဲပြိုတယောက်ကထွက်ပြေးသွားပါတယ်2022ခုနှစ်မှာအခုဆိုရင်စနေရွယ်ရောက်နေပြီဖြစ်တဲ့ဂျီရန်ကဂျိုသားတွေရဲ့ဆဲဥတွေအကြောင်းပဲတစ်ချိန်လုံးပြောနေလို့ကတ်ကကျောင်းဆရာမတွေနဲ့တွေ့ကြနေတာပါ အမေကန်ကောင်းကြတော့သူမပြောတော့ကိုဘသူမှမယုံကြပါဘူး။ပြည်ကငငယ်တုန်းကအကြောင်းနဲ့မှတ်မိနေပုံပေါ်ပြီးတော့မှတ်ညံဖြောက်တဲ့နေ့ကသူမပေါ်အလုပ်ဖြစ်လို့ပါပဲ။ရဲအတွက်ကြောင်းသွားရင်စိတ်နှောက်ရှက်ဖြစ်ရတဲ့အကြောင်းတစ်ခုက RIA ရဲ့အခင်ဆုံးတငယ်ချင်းမင်းဆန်ရဲ့အတော် KA ကဂတ်ကိုဖုန်နေလို့ပါပဲ။ RIA ရဲ့အတန်းပြီးတော့ဂတ်ကအိမ်ပြန်ကားမောင်းပို့ပြီးတော့ရန်ကသူမဝယ်ထားတဲ့ဒုတိယဖုန်းကိုနောက်ထပ်ကုန်းနဲ့ဖော်ထားခဲ့ပါတယ်။အိမ်ပြောက်တော့ရန်ကကားပေါ်ကနေဆင်းလိုက်ပါလေ။ဒုတိယဖုန်းကြောင့်ဂတ်ပြောတဲ့နောက်တစ်နေ့မှာရောက်မဲ့ရန်တန်းစုအကြောင်းနဲ့ခန္ဓာကိုယ်ရဲထက်ဖို့လူ100ယောက်လိုကြောင်းတော့ကိုသိခဲ့ရတယ်။ ညာကိုနိုင်မှာကက်ကခါလဲလို့ပဲအပြင်ထွက်သွားပြီးတော့ရေရန်ကကားထဲကသူမရဲ့ဖုန်းကိုပြန်ယူခဲ့ပါတယ်။သူမကအမှတ်တမဲ့ကားနောက်ထိုင်ကုန်းကိုပွင့်လိုက်တော့ကားထဲမှာဂျိုသားနီးပညာကိုတွေ့ပါတယ်။တန်တရာကပေါ်လာပြီးတော့သူမကိုမထီဖို့တားပါတယ်။ရေရန်ကဘာလို့လဲပြီးတော့တန်တရာကဂျိုသားတွေအကြောင်းနဲ့ရီအန်ရဲ့အတိတ်အကြောင်းတွေကိုပြောပြပါတယ်။အဲ့ဒီအချိန်မှာပဲ message တစ်စောင်ရောက်လာပြီးတော့စာထဲမှာလူစားထုတ်ဖို့နောက်ထပ်နေရာကစေယုံလို့ရေးထားပါတယ်။နောက်တစ်နေ့မှာရေရန်က message တွေကစေယုံကိုသွားပြီးတော့သူမရဲ့မှတ်ညံတွေကိုဖျက်ဖြစ်ခဲ့ရင်လူရမယ့်အကောင်လုံးကိုမှတ်တမ်းယူထားပါတယ်။ မတန်းယူနေတော့သူမကရဲရဲရှိတိုဆော့ကနဲ့တိုက်မိခဲ့ပါတယ်ဒီအချိန်မှာပဲအာဂါသယင်ကြီးကကောင်းကင်မှာပေါ်လာပြီးတော့ထူးဆန်းတဲ့ကြောက်တုံးတစ်လုံးကဆေးရုံရဲ့အလဲကိုပြုတ်ချလာပါတယ်ကြောက်တုံးကပိုးရင်ဖြစ်ပြောင်းသွားပြီးတော့လက်တံတွေထွက်လာကဆေးရုံကရှိသမျှလူတန်းကိုဂျိုသားအချင်းသားတွေကိုလူစားထိုးဖို့လိုက်ပါတော့တယ်တိုဆော့ကလည်းလူစားထိုးခံလိုက်ရပေမဲ့ရီယန်ကလွတ်မြောက်ပြီးတော့ဆေးရုံကပြေးထွက်လာပါတယ်ဂက်ကကြောက်တုံးကိုကောက်သိမ်းလိုက်ပြီးတော့အာဂါသယင်လည်းပြန်သွားတော့အကုန်လုံးကဘာမှမဖြစ်ခဲ့သလိုပဲသွားလာလောက်ရှာနေပါတယ် ဟောင်းကောင်ကောဇာတက်ကွက်ထဲမှာမူရီယူနဲ့ကျောင်းလူသားတွေကစူတာကိုလိုက်ရှာနေပြီးတော့စူတာနေခဲ့တဲ့တဲရင်အဟောင်းကိုတွေ့ခဲ့တယ်။တဲရင်ကဗာဒမြောင်ကိုခိုးဖို့ပြောထားတဲ့ဖះเจ้าကဆာရဲ့မြေထက်ကအာဂါသရင်ယူသားတွေနဲ့တန်တာတို့ကိုပြထားတဲ့အနံရံဘောက်ကပကြီကားရဲ့လူကိုတွေ့ခဲ့ပါတယ်။ အချိန်ထဲမှာပဲဆူတာလောလောတဲ့ဖခင်ကြောင့်ကမျက်နှာပုံးဆိုးစစ်တီတွေရဲ့ဌာနချုပ်အဖြစ်ပြောင်းသွားပြီးတော့ mage တွေဖြစ်တဲ့ hero soul နဲ့ janku တို့ကလာကြပါတယ်။သူတို့ကသူတို့ရဲ့ကောင်းဆောင်ကိုပြဖို့သူတို့ရဲ့မှော်ပစ္စည်းတွေကိုယူထားကြပါတယ်။ဂျာဂျန်လိုချင်တာဓမြောင်ဖြစ်ပြီးတော့ဓမြောင်ကိုပြန်ယူဖို့သူတို့ကိုငှားခဲ့ပါတယ်။မျိုးထဲမှာမူရီယိုကဓမြောင်ကိုဝယ်ခဲ့တဲ့တော်ဝင်မိသားစုအကြောင်းပြီးတော့မိသားစုရဲ့မင်္ဂလာတက်ဖို့ရိုက်တဲ့နေ့မှာရောရောင်ပြီးတော့ဝင်လာပါတယ်။မူရီယိုကသူတို့တားဟန်ဆောင်ပြီးတော့ပွဲကိုတက်ပါတယ်။နောက်ဆုံးသူတို့သမီးနဲ့နှစ်ယောက်တည်းရှိတဲ့အခါမှာကြည့်လိုက်တော့သူမကိုရင်းနေနေပါတယ်။ဒါကြတော့သူမကဟိုတနေ့ညကမြေထက်ကမိမက်ပြိုဖြစ်ပြီးတော့သူမကသူတို့သမီးဟန်ဆောင်ထားတာပါ။ဒါကိုမိုရီယိုကမသိပါဘူး။ ။ဘူရီယိုကမိမက်ပြိုရဲ့စကတ်အောက်ကတနတ်ကိုတွေ့တော့သူမကစိတ်မပူဘူးပြောပြီးတော့လက်ဖက်ရည်ငှဲ့ပေးပါတယ်။လက်လုံးတောက်ပြီးတော့မူရီယိုကအပြင်ထွက်သွားပါတယ်။ဒါမြောင်ကမိသားစုရဲ့စတိုကန်မှာရှိကြောင်းကျောင်းလူသားတွေကမူရီယိုကိုအသိပေးပါတယ်။မူရီယိုကစတိုကန်နဲ့တင်သွားပြီးတော့နေလို့မကောင်းလို့ခဏနားနေပါတယ်။အနီရောက်မိမက်ပြိုလည်းဒါမြောင်ရှာဖို့စတိုကန်နဲ့ဝင်လာပါတယ်။မေ့စ်တွေလည်းအဲယောင်လာပြီးတော့စတိုကန်ထဲမှာပါရှိလဲဆိုတာသိကျင်လာတယ်ပဲ။မော်ဆွမ်းနဲ့မိသားစုခေါင်းဆောင်ကိုခေါ်ကသူတို့စီဒါမြောင်ကိုယူလာခိုင်းပါတယ်။မူရီယိုကတရုတ်စွဲရင်လည်းအခန်းထဲပြလာတော့မေ့စ်တွေရန်ကနေပုန်းနေတယ်။အနီရောက်မိမက်ပြိုကိုတွေ့ခဲ့တယ်။ ဒီမှာသူ့ကိုလှုပ်လို့မရအောင်လက်ဖက်ရည်ထဲမှာတစ်ခုခုထည့်တိုက်ထားမှန်းသိခဲ့ရပါတယ်။အနီရောင်မဲမဲပြောကအပြင်ထွက်သွားပြီးတော့မျက်နှာပေါင်းစုပ်စစ်သည်တွေကိုတိုက်ခိုက်ပါတယ်။မိသားစုကောင်းဆောင်ကဓမြံကိုလာပြီးတော့အနီရောင်မဲမဲပြောကဓမြံကိုယူပြီးတော့ထွက်ပြေးမယ်လို့တော့မယ်လို့တော့မိစ်တွေကထားခဲ့ပါတယ်။မိစ်တွေကိုတနက်နေ့ပြည်ပြီးထွက်ပြီးတော့မျက်နှာပေါင်းစုပ်စစ်သည်တွေကသူ့မန်းကိုချောင်းတိုက်ခဲ့ပါတယ်။ပြီးတော့သူ့မန်းနဲ့ဓမြံကိုတည်သွားပါတယ်။အပြင်မဲ့တနက်တော့ကြကြံခဲ့တယ်။ခဏနေတော့ဂျန်လူသားတွေကမူရီယိုကိုကယ်ပြီးတော့လမ်းမှာတွေ့တဲ့တနက်ကိုလည်းကောက်သွားပါတယ်။ 2022ခုနှစ်မှာရေယံကအမင်းဆန်ကိုစေယုံမှာရိုက်ထားတဲ့ဗီဒီယိုကိုပြနေတော့ KA ကကြားတော့ပါတယ်။ကကရေယံဘာမှရှိတယ်ဆိုတာရှာပြီးတော့တန်တာကိုသွားခေါ်ခိုင်းခဲ့တယ်။အဲရောက်တော့ရေယံကဒါရီဘာဖြစ်တာလဲမေးတော့တန်တာကစကြဝဠာမှာငိမ့်ညမ်းစေဖို့လူစားထုတ်ရတာလို့ရှင်းပြပါတယ်။လူသားတွေကလူရဲ့ခန္ဓာကိုယ်ထဲကနေ၅မိနစ်ပဲအပြင်ထွက်နိုင်ပါတယ်။မဟုတ်ရင်ကဘာမြေရဲ့နေထူးကြောင့်ထေသွားမှာပါ။ ရရင်ကလူတွေရဲ့ဆန္ဒမှာပါပဲနဲ့အချင်းသားတွေလို့အတုံးချနေတာကိုစောဒကတက်ပေမဲ့သူမကိုဂေယုမဆိုင်ခဲ့ပါဘူး။အဲဟုတ်တော့ရရင်ကအိတ်မပြောရနဲ့ပဲကားနောက်ခန်းနဲ့သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာမမျော်လင့်ထားတဲ့အာကာသရန်တစီကကဘာမီပေါ်ကိုရောက်လာပါတယ်။ဒိုဆော့ကအလုံးလုံးနေပေမဲ့ကားမှုနယ်လို့တနက်မဲ့အပြစ်သားကိုပြစ်လိုက်တာစကမ်းမှာတော့ကရောက်သွားပါတယ်။အပြစ်သားထွက်သွားတော့ဒိုဆော့ရဲ့ရဲဘော်တွေကအနောက်မှသူ့စီကနဲ့ဝဲလိုက်မယ်လို့ပြောတော့ကြားခဲ့တယ်။အဲကြောင့်တရားမဝင်ဝယ်ယူတဲ့နေရာကိုသွားပြီးတော့အကုန်လုံးကိုတပ်ပစ်ခဲ့ပါတယ်။ဒိုဆော့ရဲ့စိတ်ကပုံမှန်မဟုတ်ပါဘူး။ဒိုဆော့ကဘာမီမဲမသိပဲနဲ့အသက်ခံရသူတွေရဲ့သွေးဆောင်ဝတ်တွေကိုကင်ရင်နဲ့ရေချုပ်ကထဲမှာနိုးလာပါတယ်။ အချိန်ထဲမှာပဲအာကသရင်ကနီးကပ်လာပြီးတော့တန်နာကတိတော့တတိပေးခဲ့ပါတယ်။လောစော့ထဲမှာရှိတဲ့ဂျိုသားကလည်းနိုးလာကြောင်တတိပေးခဲ့ပါတယ်။တက်ကရီယန်ကိုကားရက်ကထုတ်ဝင်မဲ့ရီယန်ကပေးကန်းနေလို့ပြန်ငင်းဖို့လည်းအချိန်မရှိတာနဲ့ပဲရီယန်ကိုပါခေါ်ခဲ့ရပါတယ်။တက်ကကားကိုအာကသရဲ့အဖြစ်ပြောင်းလိုက်ပါတယ်။မြို့ထဲမှာအနီရောင်ဂျိုသားကရီယန်ဘော်ကဆင်းပြီးတော့ဒိုဆော့ကိုရှာပါတယ်။ပြီးတော့ဒိုဆော့ရဲ့စိတ်ထဲမှာရှိတဲ့ဂျိုသားကကဲရဲ့ဂျိုကိုဖန်ပြီးခဲ့တဲ့သဘုံကောင်းဆောင်ဖြစ်ပြီးတော့အခုလှုပ်ပေးခြင်းလို့လို့ရှင်းပြခဲ့တယ်။ကဲကြောင်လာပြီးတော့ဆက်ရုပ်ဖြစ်ပြောင်းသွားအဲ့ဒီဂျိုသားနောက်ကိုလိုက်ပါတယ်။ ။ရင်ကသူကျန်ခဲ့တဲ့တနက်ကိုခိုးသွားပါတယ်။အဲနဲ့ဂျိုသားတို့ခန်းချမ်းချမ်းဖိုက်ကြပြီးတော့ဂျိုသားကကဲရဲ့ခြေထောက်ထဲကတမျောင်းကိုယူပြီးတော့ကက်ကိုဟိုးအောက်ပစ်ချခဲ့တယ်။တနက်ကကက်ကိုကဲနေတော့ဂျိုသားကအာကသားရင်စီကိုပြန်ပြီးတော့ဒုံဆော့နောက်ကိုလိုက်ပါတယ်။ဒုံဆော့ကရဲခန်းနဲ့ထွက်ပြေးပြီးတော့ကားပါကယ်နောက်မှာပုန်းနေပါတယ်။ရုတ်တရက်အာကသားရင်ကပါကင်ကိုရောက်လာပြီးတော့ရဲကားနောက်ကိုလိုက်ပါတယ်။ခက်ကားကားကိုအာကသားရင်ဖြစ်ပြောင်းလဲပြီးတော့ဂျိုသားနောက်လိုက်ပါတယ်။အာကသားရင်ကအချင်းချင်းပြစ်ခတ်နေကြပါတယ်။ရန်သူရဲ့ရင်အလဲကောင်မှရှိတဲ့အနီစဝန်ကအားနေချက်ပဲလို့တန်တာကတွက်ချက်ပြပါတယ်။ ရန်သူကကတ်ကိုပြစ်လိုက်တာမှာကတ်ရဲ့ရင်ကပင်လိုက်တဲ့ထိုးကျသွားပြီးတော့ရန်သူကရဲကားနောက်ဆက်လိုက်ပါတယ်။ဒိုသားကရဲကားကိုပြစ်လိုက်ပြီးတော့လက်ထဲမှာဓမြောင်ကိုင်းဆင်းလာကဒိုဆော့ကိုပြစ်လိုက်တော့ကတ်ကရောက်လာပြီးတော့တိုက်ခိုက်ကြပါတယ်။ဓမြောင်ကခေါင်းဆောင်ကိုနှုံးနေတာကြောင့်အနီရောင်ဂျိုသားရဲ့မစ်ရှင်ကအောင်မြင်ပြီးတော့ကတ်ကိုခေါ်တာထွက်သွားပါတယ်။ကွန်ထရိုလာလို့ခေါ်တဲ့ဂျိုသားခေါင်းဆောင်ကဒိုဆော့ရဲ့ခန္ဓာကိုယ်ကိုထားခဲ့ပြီးတော့ဓမြောင်ကိုအာကစားရင်စီကိုတည်သွားပါတယ်။တန်နကရီဟန်ကိုကားထဲမှာထားခဲ့ပြီးတော့ကတ်ကိုသူ့ရဲ့အတွင်းအားတွေနဲ့အားဖြစ်ပေးခဲ့တယ်။ က်ကနိုးလာတဲ့တန်နာကိုအခြေအနေကြည့်ခိုင်းခဲ့ပါတယ်။တန်နာကအာဂါသာရင်နဲ့ဝင်သွားပြီးတော့အနီရောင်ဂျိုသားကသူနဲ့ဒူဟာဗတ်စ်ကိုယူသွားကြောင်းသိခဲ့ပါတယ်။ဟာဗတ်ဆိုတာကမ္ဘာလေးတို့ကိုထာဝရပြောင်းလဲနိုင်ပြီးတော့လူစိုးဂျိုသားတွေလိုလူခန္ဓာကိုယ်မလိုပဲနဲ့လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်စေကလူသားမျိုးနွယ်ကိုတပ်ပစ်နိုင်တဲ့ပစ္စည်းပဲဖြစ်ပါတယ်။ဘက်ကရှိသမျှအားနဲ့ကုန်းထပြီးတော့အာဂါသာရင်စီကိုသွားကကွန်ထရိုလာကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမဲ့ကွန်ထရိုလာကဂတ်ကိုတွန်းပြီးတော့ထားခဲ့ပါတယ်။ လူထဲမှာလည်း Harvard တွေကပြန်နေပါပြီ controller ကဓာမြောက်ကျန်ခဲ့တော့အဲခါဓာမြောက်နဲ့ Harvard စနစ်ကိုရက်ဖို့ကြိုးစားပါတယ်လူဆောင်ရဲ့ခန္ဓာကိုယ်ထဲပြန်ရောက်နေပြီဖြစ်တဲ့ controller ကရေယံကိုမြင်သွားတော့တန်တာကရေယံကိုကာကွယ်ဖို့သွားခဲ့ပါတယ်လူဆောင်ကလက်တံတွေနဲ့ပထမဆုံး Harvard ကိုဖောက်လိုက်တော့အနီးရောင်မုံတွေထွက်လာပြီးတော့ထိထိမှန်လူတွေအကုန်လုံးကိုတေးစေခဲ့ပါတယ်လူတွေကိုကယ်ပြရတယ်တန်တာကရေယံကိုကားရဲထည့်ပြီးတော့ controller နောက်လိုက်ပါတယ်နောက်ဆုံးတော့ကက်က Harvard ကိုအာကသရေထဲမှာပိတ်ထားနိုင်ခဲ့ပါပြီလူတွေကအနီးရောင်မုံတွေကိုမြင်တော့ရေယံကအတိတ်ကိုပြန်သတိရပြီးတော့1391ခုနှစ်အကြောင်းကိုပြန်မြင်လာပါတယ် တကယ်တော့သူမကအနီရောင်မိမက်ပြိုအဖြစ်အရွယ်ရောက်လာတဲ့သူပါသူမကလွန်ခဲ့တဲ့စံနေတုန်းကဂျိုသားရင်ထဲမှာခက်ကိုပြန်ရောက်ခဲ့ပြီးတော့ဂျာဂျန်လည်းသူမနဲ့အတူလိုက်ခဲ့ပါတယ်ဘူးဆိုရင်သူမကဖះအကြောင်းလဲမှာနိုးလာပြီးတော့မော်ထောင်ထဲမှာပြိမိနေပါတယ်ဆူတာနဲ့ဂျာဂျန်တို့ကကွန်ထရိုလာကိုရှာဖို့လိုချောင်ဆွေးနွေးနေကြပါတယ်ကွန်ထရိုလာကလွန်ခဲ့တဲ့စံနေတုန်းကရောက်ခဲ့ပူးတဲ့လူလေးယောက်ထဲကတယောက်ဖြစ်နိုင်ပါတယ်သူတို့တွေကဟုံးကန်းလည်းမဖြစ်နိုင်သလို mage တွေလည်းမဖြစ်နိုင်ပါဘူး။အကြောင်းစရုပ်ထမြောက်ကိုရှာဖို့လိုပြီးတော့ DOE ဖြစ်လာမှာပါ။တစ်ချိန်တည်းမှာပဲ Murio ကအတိတ်ကိုပြန်သတိရလာပြီးတော့လိုးလာပါတယ်။ လူနဲ့ကြောင်လူသားတွေကအဝတ်တွေကိုခိုးဖို့နဲ့ဖះเจ้าနဲ့ဝင်ဖို့မျက်နှာပုံစုပ်စစ်တီတွေကိုတိုက်ခိုက်ပါတယ်။ပြီးတော့သူတို့ကအဝတ်တွေဝတ်ပြီးတော့အထဲဝင်ခဲ့ပါတယ်။မိတွေမှာဟာရူဆိုရဲ့ကြည်ပေါက်ရောက်ကိုကူဖို့ special အပင်ယူလာပါတယ်။အာဂတယင်ကအမြဲတမ်းမှပြန်ပေါ်လာကြောင်းရေးထားတဲ့စာကိုဂျာကျန်ကရရှိခဲ့တယ်။အဲ့ဒီချိန်မှာပဲဓမြောင်ကအယောင်တောက်လာပါတယ်။ဘာလို့ဒီလိုအယောင်လိုက်ရတာလဲဆိုတာဂျာကန်ကမသိပါဘူး။ဒါကြောင့်ကမေ့ဂျာကိုထွက်သွားခိုင်းခဲ့ပါတယ်။မူရီယိုကအစေကံလုံးဝက်ပြီးတော့ရီယန်အတွက်ဇပွဲတည်ပြီးတော့သူကရီယန်ရဲ့ပုံစံအစ်စ်ကိုမေးပါတယ်။ ရန်ကမဖြစ်ပေမဲ့မိုရီယိုကတနက်ပြန်ပေးမယ်ပြောတော့အစိတ်ပြောင်းသွားပြီးတော့သူမနဲ့တမောင်တို့ကအနာကတ်ကလာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မိုရီယိုကမယုံတော့သူမအစွမ်းနဲ့ထုတ်ပြလိုက်တာသူကတနက်ပြန်ပေးပြီးတော့ထွက်ပြေးသွားပါတယ်။ဒါပေမဲ့စားစရာတွေကိုအစိတ်ခတာလို့ရေရန်လည်းသတိမေ့သွားခဲ့ပါတယ်။မိတွေကလည်းအစိတ်ခတာပေမဲ့သူတို့ကမော်အစွမ်းနဲ့တိုက်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲမိုရီယိုကအနောက်ကနေပေါ်လာပြီးတော့တမောင်ကိုခိုးပါတယ်။မိတွေကအစိတ်ဖြစ်စေအကြောင်းပြောနေရင်မိတွေကိုမြေမြုပ်ဖို့အခောင်းလေတဲလာတဲ့မျက်နှာပုံးစောစစ်တီတွေကြောင့်စကားစပြောသွားပါတယ်။မိုရီယိုကစစ်တီတွေကိုတိုက်ခတ်ပြီးတော့အစိတ်ဖြစ်စေကိုယူကထွက်ပြေးသွားပါတယ်။ မူရီယိုထွက်ပြေးသွားတဲ့အတိတော့ဂျာဂျန်ကသူ့ရဲ့လက်တံတွေနဲ့လမ်းရိုက်လိုက်ပါတယ်နောက်ဆုံးတော့မေ့ချ်တွေကအစိတ်ဖြေစေရခဲ့ပါတယ်တောင်သားတွေကမူရီယိုကိုတောထဲခေါ်သွားပါတယ်ဒါပေမဲ့မူရီယိုကဂျီယန်ကိုမထားခဲ့ပဲနဲ့ဖျားเจ้าစီကိုပြန်ပြေးကဂျီယန်ကအစိတ်ဖြေစေကြွေးခဲ့ပါတယ်အခုဂျာဂျန်ကတွေ့သွားပြီးတော့ထိုးတက်ကတမျောင်းကိုပြန်ယူသွားပါတယ်ပြီးတော့ဂျီယန်နဲ့မူရီယိုတို့ကိုအခေါင်းလဲထည့်ပြီးတော့မူရီယိုရဲ့အခေါင်းကိုသမုတ်တရားလေးပစ်ချလိုက်ပါတယ်2022ခုနှစ်မှာနောက်ဆိုရင်ဆူတာနဲ့ဂျာဂျန်တို့ဖြစ်လာမဲ့ဂျိုသားနှကောင်ကအနီရောင်မုံလေးကြောင့်လိုးလာပြီးတော့ကွန်ထရိုလာနဲ့ဆက်သွယ်ပါတယ်ရုံးသစ်တွေကအမုံလေးတွေဝင်ပြီးတော့ဂျိုသားတွေကိုကဘာတိအောင်ပြသထားပါတယ် ိမ်မှာရှိနေတဲ့ကန်ကအဲ့နေရာကိုသွားပြီးတော့သူတို့ကိုတားဆီးရမှာပါကန်ကရရန်ကိုသူမအမေရဲ့ကိုထဲမှာကြိုးစားရှိနေလို့တတ်လိုက်ကြောင်းဝန်ခံခဲ့ပါတယ်ကန်ကအလုံးလုံးကိုသူမထွက်သွားဖို့လိုကြောင်းပြောတော့ရရန်ကခိုးထားတဲ့တနက်ကိုပါအောင်ထုတ်ပါတယ်တန်နာကရရန်ကိုမင်းဆိုင်ရဲ့အိမ်ကိုလိုက်ပို့ပါတယ်ဒိုဆော့ရဲ့ကန်နာကိုယ်တွေကကွန်ထရိုလာနဲ့နောက်လည်းနှစ်ယောက်တို့ကရရန်ကိုပြန်ယူဖို့ကတ်ရဲ့အိမ်ကိုလာပြီးမယ်ကန်ကသူတို့ကိုမတားနိုင်ခဲ့ပါဘူးအစကတော့တန်တာကပြောင်းသွားကူပေါ်ညင်းပေမဲ့ရန်ကရင်းအားနေတဲ့နေရာအကြောင်းသတိပေးလိုက်တော့တန်တာရဲ့စိတ်ပြောင်းသွားခဲ့ပါတယ်။ကက်ဒီရဲ့အိမ်ရောက်တော့တန်တာကဂျိုသားရစ်ကိုဖိုက်ပြီးတော့ရန်ကအားနေနေတဲ့ကပ်ကိုကားပေါ်တင်ခဲ့ပါတယ်။ ။ဗမာရောလူတွေအကုန်လုံးမှာကားပေါ်ဝင်ရတော့သူတို့ကကားမောင်းထွက်ခဲ့ပါတယ်။လူသားတွေကသူတို့နောက်ကနေလိုက်ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့ဆုံးကက်ကဓမြောင်ကိုတုံးပြီးတော့ပေါ်တယ်ဖွင့်ကအတိတ်စီကိုပြန်သွားခဲ့ပြီးတော့1981ခုနှစ်စီကိုရောက်ရှိခဲ့ပါတယ်။ဟွန်ကန်ဒွိုင်းနဲ့မေ့ချ်တွေကကောင်းငင်ကကားကိုမြင်လိုက်ပါတယ်။ဒီအုပ်စုရဲ့ငါးယောက်မြောက်လူကဘသူဆိုတာကြိုသားတွေလည်းမသိပါဘူး။သူကတော့ကလေးလေးမူရီယူပဲဖြစ်ပါတယ်။ကက်ကကားထဲကထွက်ပြီးတော့ဒိုဆော့ကို5-4လုပ်ပေးမယ်။ဒိုဆော့ရဲ့လက်တံတွေနဲ့အသက်ခံလိုက်ရပါတယ်။ ။ရရန်ကဒေါသဖြစ်သွားပြီးတော့ဒိုးဆောက်ကိုတန်းတန်းနဲ့ပစ်ခဲ့။ဒိုးဆောက်ကကားကိုမြစ်ထဲတွန်းချလိုက်တော့ကားကအာကသယင်ပုံစံပြောင်းသွားပြီးတော့ရရန်ရဲ့လက်ထက်ကတမြောင်ကလွတ်ထွက်သွားပါတယ်။ဒိုးဆောက်ကခန္ဓာအသက်ရှာနေတော့မူရီယိုလေးကမြစ်ထဲဆင်းပြီးတော့ရရန်ကိုရေထဲကကယ်ထုတ်ခဲ့ပါတယ်။တနက်ပါတဲ့အေကိုလည်းဆယ်ယူခဲ့ပါတယ်။အခောင်းထဲကမူရီယိုကဒါကိုမှတ်မိသွားပြီးတော့အခောင်းထဲကလုခအသက်ရှင်ခဲ့ပါတယ်။ခရကြောင့်မှာရရန်ရဲ့အခောင်းကိုမြေမြောင်နေတော့သူမကအချိန်မီနိုးလာပြီးတော့တနက်ကန်ကလွတ်လာခဲ့ပါတယ်။ ဒါကြောင့်ကိုပြစ်ပြီးတော့ဓမြောင်ကိုယူခဲ့တယ်။ချိန်ထဲမှာပဲမေးရွှေကကြိုသားတွေကိုဖိုက်ခဲ့ပါတယ်။ဆူတာကဓမြောင်ယူသွားတဲ့ရင်ရဲ့အနောက်ကိုလိုက်တယ်။မေးရွှေကဂျာဂျောင်ကိုပန်းဝဲထဲမှာပိတ်ထားလိုက်တယ်။အိုရီကမူရီယိုပေါ်လာပြီးတော့ဆူတာကိုဖိုက်တော့ရင်ရဲလည်းထွက်ပြေးသွားခဲ့ပါတယ်။ရင်ရဲကတရားရထားလို့တိတ်တော့မပြေးနိုင်ပါဘူး။ဒါကြောင့်ဟရူဆိုကရင်ရဲကိုဆေးပေးခဲ့ပါတယ်။ဆူတာရဲ့ကိုရဲကဂျိုသားကခန္ဓာကိုယ်ထဲကထွက်ပြီးတော့မူရီယိုကိုထိုးကရင်ရဲရဲ့အနောက်ကိုလိုက်ပါတယ်။ဟရူဆိုကဆူတာကိုဖိုက်ပြီးတော့ချန်ဝမ်ကသူ့အစွမ်းတွေကိုပန်းအုပ်ပေါ်မှာပိတ်ထားရပါတယ်။မူရီယိုလည်းနှုတ်လာတော့ကူပေးခဲ့ပါတယ်။ မေဂျာမှောင်စောင်းနေတဲ့ခါတစ်ခုကိုတုံးပြီးတော့ရန်ကစူတန်ရဲ့လူခဏောက်ကိုပြက်ကတမြောင်ကိုပြန်ယူခဲ့တယ်။ချောင်ဝန်ကပန်းအုပ်ကိုထင်းဖို့အားမရှိတော့လို့ဂျာဂျန်ကလွတ်မြောက်သွားပါတယ်။နောက်ဆုံးမိုရီယိုကစူတာကိုအဆုံးသတ်ခဲ့ပါတယ်။ဂျာဂျန်ကရန်နောက်လိုက်ပြီးတော့မြင်နာရောက်သွားပါတယ်။သူတို့နောက်ကိုချန်လူသားတွေလည်းလိုက်နေပါတယ်။မတည်ခင်မှာစူတာကသူ့ခဏောက်ကိုထဲမှာတစ်ခုခုရှိချောင်မိုရီယိုကိုပြောခဲ့တယ်။ရုပ်တရက်အတိတ်ကိုပြန်သတိရပြီးတော့ရန်နဲ့တွေ့ခဲ့တဲ့နေ့ကိုပြန်သတိရခဲ့ပါတယ်။သူကတော့ထဲမှာအတန်လေးကြားလို့တွားကြည့်လိုက်တော့ဒိုဆော့ကိုတွေ့ခဲ့တယ်။ကတော့လာကဒိုဆော့ရဲ့ခန္ဓာကိုယ်ကိုထားခဲ့ပြီးတော့ကောင်းလေးဖြစ်ဒူစားထိုးလိုက်ပါတယ်။မိုရီယိုကဒါကိုသတိရပြီးတော့သတိမေ့သွားခဲ့ပါတယ်။ အနောက်၂၂ခုထဲမှာ KA ကကက်လျက်အင်ကိုရောက်လာပြီးတော့ကားကပေါ်တယ်ထဲဝင်သွားတာကိုမြင်ခဲ့ပါတယ်။သူတို့ကအာဂါသယင်ကိုခြံထားခဲ့မယ်နောက်တော့အသိခဲ့ရတယ်